အားလုံးပဲမင်္ဂလာပါရှင်။မချနာတရင်ဂျာနီရဲ့ရူဘီလာ19ရက်နေ့ရေဒီယိုစီစဉ်ကိုတက်ဆက်ပြတော်မှာဖြစ်ပါရယ်။နမတီမျိုးကဝါအောင်ကချနစ်ချင်းခရီးယားအတင်းတော်မှာဆစ်ဆောင်နေတဲ့လောကုံဆိုင်အောင်ဘက်ကပီတူရီဂူနီရီလိုအပ်နေပါရယ်။ငလင်တန်တဲ့ဒေတာတွေကိုဂူနီနိုင်ဖို့မြန်မာပြည်မြောက်ဖျားပိုင်းဘူတာဒေတာမှာ တိုင်းဒါနုပညာရှင်တွေဒီဆိုဖြစ်ခဲ့ပြီးရန်ပုံငွေရှာဖွေတဲ့အစီအစဉ်လောက်ဆောင်ခဲ့ကြပါရယ်။မော်နင်ကအလေးပိုင်းမှာမတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင်းလူပေါင်းနှစ်တန်းအရေးပေါ်အကူအညီနဲ့အကောက်အွယ်တွေလိုအပ်နေတွေလို့ယူနိုချကထုတ်ပြန်ချပါရယ်။စားရတဲ့တွင်ကိုတင်ဆက်ပြရမှာပါကျမတို့အစီအစဉ်32မိနစ်ဖြစ်ပါရယ်။ ချင်ပင်နေနဲ့မတိမျိုးဝအောင်ကချင်နှစ်ချင်းခရီးယားအတင်းတော့ဘက်စပေးရှောင်းလာတဲ့လဝါကုံဆိုင်ရာကြီးရွာတလျှောက်ကဒေတာခံပြည်သူတွေအတွက်အစာအသောက်ဆေးဝါးနဲ့နေရာထိုင်ခင်းဆောက်လုပ်ဖို့မိုးကရီလိုအပ်နေလို့သိရပါဗျ။ထရေးဆာကပြဖို့ထားတာပါ။ မိုးရတရချင်းရောက်ရှိလာပြီဖြစ်တာကြောင့်မိုးကာတွေအေးတချီလိုအပ်ချက်ရှိနေပြီးစစ်ပေးဟာကာလကြာလာနိုင်တာကြောင့်အစားအသောက်အကူအညီတွေလိုအပ်နေတယ်လို့ဆေးရှောင်ပြည်သူတို့ကမြင်ချင်တဲ့တဲ့င်းကြောင့်ကိုယ်ကခုလိုပြောပါတယ်။ဘုကဖုန်နီရှိရာကြောင့်အဲဒါကိုပြန်ဆန်အတင်းတော်တွေနေရာပေးတဲ့နေရာမှာခုံလုံးနေပါတယ်။အတင်းတော်အတွင်းကအနေအိမ်ဟောခန်းတွေမှာနေနေတယ်။အခုချိန်အခက်အခဲကမိုးရတီလည်းရောက်လာပြီးတော့စစ်ပွဲကလည်းကြာမဲ့အနေထားဆိုတော့နေရာထိုင်ခင်းတွေလုပ်ဖို့အခက်အခဲနေပါတယ်။ လာကူတဲ့သူတွေတော့ရှိရရှိပါတယ်။ဥမကင်ဒိုင်ဂရမ်ကတောက်ဖုံလူမှုကွန်ရီရဲ့အတင်ရဲ့အင်တာနက်ဆာမျက်နှာမှာလည်း လောကကျေးရွာနဲ့ဝါရဆုကျေးရွာဆီဆောင်ပြည်သူတွေလက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးရဆူမြေလည်းမရပူကားပူနဲ့နှုဆုကလေးငယ်များနဲ့ကိုဝန်ဆောင်မိခင်များတကြီးရေအိုများအတွက်အခက်အခဲဖြစ်နေအမိုးမိုးရာအတွက်မိုးကာများနဲ့ဆေးဝါးပစ္စည်းများလိုအပ်လျက်ရှိနေပါသည် မိမိတို့တတ်နိုင်သလောက်ပါဝင်အားပြီးကူညီပေးကြပါရန်လေးစားစွာဖြင့်အကူအညီတောင်းအပ်ပါသည်လို့ဖော်ပြချပါရန်လက်ရှိဆီဆောင်ပြည်သူတွေဟာနေရောက်ခွဲပြေးနေနေကြသလိုဝါအောင်အတင်းတော်အတွင်မှလည်းလဝ၎င်း င်းခုံဆိုင်ရန်တွန်ပုံရွာဘက်ကဒေသခံပြည်သူတွေတရားကြော်လောက်ခုံလုံးနေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကစစ်ကောင်စီဘုံပေါင်းတပ်တွေဟာလောကကျေးရွာအတွင်းကစားတင်ကြောင်းမှဝင်ရောက်သက်ဆွဲနေဆိုင်ပြီးနောက်ဒေသခံပြည်သူတွေဟာတိုက်ပွဲဖြစ်ပွားလာမှာကိုစိုးရင်ပြီးဘေလွေရာကိုထွက်ပြေးတင်းဆောင်နေကြတာလည်းဖြစ်ပါတယ်မတ်လ33ရက်နေ့လောက်မှာတော့အထက်ပါစစ်ကောင်စီဘုံပေါင်းတပ်တို့နဲ့ KIPDF ဘုံပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘုံပေါင်းတပ်တွေရွာအတွင်းကနေပြန်လည်ဆုတ်ခွာသွားကြတာလည်းဖြစ်ပါတယ်အ အရင်နောက်ပိုင်းဧပြီလ9ရက်နေ့ညနေပိုင်းလောက်ကနေစပြီးလဝကုံဆိုင်ရောင်တလျှောက်စစ်ကောင်စီပူပေါင်းတပ်တွေတွာလာလို့ရှာမှုပြန်လည်ပြုလုပ်လာကြတယ်လို့လီဒိုလန်နေဒေသခံပြည်သူတို့ကလည်းပြောပါရယ်ဒါအပြင်ဧပြီလ13ရက်နေ့မနက်ပိုင်းမှာတော့စစ်ကောင်စီနဲ့ပြည်သူစစ်ပူပေါင်းတပ်သားတွေကုံဆိုင်ရောင်ကျေးရွာအတွင်စစ်ကြောင်းထိုးလာတဲ့အတွက်ကချင်လူလတ်ရေးတမရော KNA နဲ့တနအီဝန်းကျင်လောက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါရယ် မနက်ပိုင်းထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ကနေလဝကျေးရွာအနီးတဝိုင်းဂျက်ဖိုင်တာနဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့လည်းသတ်မှတ်သိရှိရပါတယ်။ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြစ်နာသတင်းချန်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ ငလင်တန်တဲ့ဒေတာတွေကိုကူညီနိုင်ဖို့မြန်မာပြည်မြောက်ဖြားပိုင်းဘူတာဒေတာမှာတိုင်းဒါနုပညာရှင်တွေဒီဆိုဖြောဖြဲပြီးရန်ပုံငွေရှာဖွေတွေအစီအစဉ်လောက်ဆောင်ခဲ့ကြရလို့သိရပါတယ်ဆက်ဆိုင်ကတင်ဆက်ပေးမှာပါမြန်မာနိုင်ငံရဝမ်လူငယ်အသင်းနဲ့ပရာဟိတာပူပေါင်းအဖွဲ့တို့ကဦးဆောင်ပြီးတော့ဘူတာအမရှိတဲ့တိုင်းဒါပေါင်းစုံအနုပညာရှင်တွေနဲ့ဒီအစီအစဉ်ကိုစုပေါင်းလောက်ဆောင်ခဲ့ကြတာဖြစ်ပါတယ် ဘူတောင်မြို့အဓိကလက်မကြီးတလျှောက်မှာလဲလှယ်ပြီးတိဆိုးဖျော်ဖြေခဲ့ကြသလိုမချမ်းပေါ်ဒေတာအထိပါတော်ရောက်ပြီးရံပုံငွေရှာဖွေတဲ့အစီအစဉ်ကို၃ရက်တာလှုပ်ဆောင်ခဲ့ကြတာလို့ရံပုံငွေရှာဖွေရေးအစီအစဉ်ဦးဆောင်သူကမြချနာတဲ့တင်ချာနယ်ကိုပြောပါတယ်။ဘူတောင်မြို့ဒီ main လမ်းမတလျှောက်မှာပဲအဲ့လိုပဲတနေ့ကနေ့အဲ့လိုလဲပြီးမှပဲလုပ်တာပဲ။တချင်းဆိုတာပေါ့နော်အစီအစဉ်လေးရှိတယ်တိုင်းမပေါင်းဆောင်မှာပေါ့နော်သူတို့တွေနဲ့အစုပေါင်းပြီးမှအဲ့လိုလေးကြတယ်။ဒီပိုင်းအပွက်နဲ့ပေါ့နော်၃ရက်လှုပ်ခဲ့တာ။ကျန်နေသူဆောင်ရေးကာလတော့ဈာအောင်မှာဆိုတော့နောက်ထပ်လည်းဆက်ပြီးမှအစီအစဉ်လေးလုပ်ဖို့ တော့စဉ်းစားရရှိတယ်တကြံကလာပြည်တဲ့နောက်ရံပုံဝေရှာဖွေတဲ့တခြားအစီအစဉ်တွေကိုထပ်မံလှုပ်ဆောင်သွားဖို့ရှိသလိုရရှိလာတဲ့အလူငွေတွေကိုလည်းပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့ကူညီသွားမှာဖြစ်တယ်လို့ဆိုပါရယ်အခုလိုငရင်ဘေးကူညီဖို့ရံပုံဝေရှာဖွေတဲ့အစီအစဉ်မှာပူတော်ဝင်နဲ့မချောင်းပေါ်ဒေတာကဒေတာခံပြည်သူတွေလည်းအများအပြားပါဝင်ကူညီပေးခဲ့ကြတယ်လို့ပြောပါရယ်ကျွန်တော်ရလာတဲ့အလူငွေပေါ့နော် ငလင်းသေးကိုအကူညီသွားမယ်။တကယ်ဆိုထောင်ကျင်းမှာလုပ်နေတဲ့အပွက်တွေရှိသူတို့ဟောဒီသွားမှာ။ဒေတာခံဒီအလုံးပါဝင်သား။ဘုဒ္ဓံစံဖို့ပေါ့နော်။အမှရှိကြတဲ့ညော်ရီကအစအကုန်လုံးဝမ်ဝမ်ပံပူးပေးကြတဲ့ကိုကြတာပေါ့နော်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလောက်ခတ်သွားတဲ့အင်အားပြင်းငရင်ကြောင့်မန္တလေးစကိုင်းနေပြီးတော့စတဲ့အတိုင်းဒေတာတွေမှာလူသေဆုံးထိခိုက်မှုတွေအပြင်အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေအများပြားဖြစ်ပေါ်ခဲ့ပါတယ်။ ငရင်တန်တင့်ဒေတာတွေကိုကူညီဖို့အတွက်ကချင်ပြည်နယ်ကပြည်သူတွေနဲ့တာနိုင်တဲ့နီလန်းတွေနဲ့တစ်ဖက်တစ်လမ်းကနေအခုလိုပါဝင်နေကြတာဖြစ်ပါတယ်မြန်မာနိုင်ငံအလေးပိုင်းမှာမတ်လ28ရက်နေ့ကလုခတ်ခဲ့တဲ့ငလင်ကြောင်လူပေါင်းနှစ်တန်းဟာအရေးပေါ်အကူအညီနဲ့ကာကွယ်ရေးလိုအနေတွေလို့ UNOCHA ကထုတ်ပြန်ချပါရယ် အရေးပေါ်လိုအပ်မှုတွေမှာအရေးပေါ်အမှုအကားအစားအစာငွေတောက်အကူအညီအိမ်သွင်းအသုံးပြုဖို့အတွက်အတန့်ရှင်တဲ့တောက်သုံးရည်နဲ့ရေအရင်မြင့်တွေကျမရေဆောင်ရှောက်မှုနဲ့မိလာဆိုင်ရာပံ့ပိုးမှုတွေပါဝင်ပါတယ်ကုလသမဂ္ဂနဲ့သူတို့ရဲ့လူသားချင်းစာနာတောက်တမှုဆိုင်ရာမိဖက်အဖွဲ့အစည်းတွေကစေဝါကုသရေးအမှုအကားရေတန်းမိလာဆိုင်ရာအထောက်ပံ့နဲ့အစားအစာတွေကိုပံ့ပိုးပေးနေပြီးလိုအပ်နေသူတွေကိုဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်ပေးနေစေဖြစ်တယ်လို့သိရပါတယ် ဒါပေမဲ့ပြည့်စည်သွားခဲ့တဲ့လမ်းတွေအခြေခံအဆောက်အုံတွေနဲ့ဆက်သွယ်ရေးစနစ်ချုပ်ယွင်းမှုတွေကြောင့်ငလင်ပေတင်ပီတူရီစီအကူအညီတွေရောက်ဖို့ရလေပုံမှန်ခက်ခဲနေတယ်လို့တန့်ရှင်းတဲ့တောက်တုံးရေးဂျမားရေးဆောင်ရှောင်းမှုနဲ့အမိုးကမရှိဘဲနေတဲ့နေရာချသူတွေအခုချိန်ထိအများပြားရှိနေတယ်လို့သိရပါဗျာ။ လူမှုကယူနာလုပ်သားတွေဟာဒေတာတွင်ကကနဦးပံ့ပိုးမှုကူညီသူတွေနဲ့အတူတကွငလင်ဘေးတုံ့ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိနေပေမဲ့လိုအပ်ချက်တွေဟာတုံ့ပြန်ဆောင်ရွက်နိုင်မှုထက်ပိုမိုများပြားလက်ရှိတယ်လို့ဆိုပါရယ်။ထိခိုက်ပျက်စီးမှုအစိုးရဆုံးဒေတာတွေမှာနေထိုင်သူတွေဟာလျှက်စစ်မီတို့မဟုတ်တန့်ရှင်နေရရှိဖို့စင်ကုန်းမှုများစွာကိုရင်ဆိုင်နေရတဲ့အခြေအနေမှာဖုန်းနဲ့အင်တာနက်အသုံးပြုခွင့်ကလည်းဆိုရွားစွာပြတ်တောက်နေစေဖြစ်တယ်လို့ဆိုပါရယ်။ မရှလာ28ရက်နေ့ကလောက်ခိုက်ခဲ့တဲ့ငလင်ကြောင်းနိုင်ငံတော်မှရှိတဲ့ဆက်သွေးရေးစခန်းပေါင်း6930ကျော်ပျက်စီးခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကဖော်ပြထားကြောင်းလည်းဆိုပါရယ် နေအိမ်တွေနဲ့အများပြည်သူဆိုင်ရာအခြေခံအဆောက်အုံတွေရပိုင်းဆိုင်ရာပြည်စီမှုတွေတမကငလင်လောက်ခတ်မှုတွေကြောင့်ဒီကိကန်စားရတဲ့ဒေတာတွေမှာရှိတဲ့ဗီဒီယိုတွေအပေါ်စိတ်ပိုင်းဆိုင်ရာတိခိုက်မှုတွေခံစားနေရပြီးအထူးသဖြင့်ကလေးတွေအတွက်စိတ်ပူပန်မှုအဆင်တွေသုံးမြင်လာနေလို့ဖော်ပြချပါရယ်။နောက်ဆက်တွဲငလင်လောက်ခတ်မှုကြောင့်လည်းလူအများအပြားကမလုံခြုံဘူးလို့ခံစားနေရကြပြီးအထူးသဖြင့်မိသားစုဝင်တွေဆုံရှုံခဲ့ရတဲ့သူတွေဒါမှမဟုတ်မလုံခြုံတဲ့အိမ်ယာတွေနဲ့လူစီကားတဲ့နေရာတွေမှာရှိနေတဲ့သူတွေမှာစိတ်ပိုင်းဆိုင်ရာပြင်ပန်းနှံနေမှု ဝန်နေမှုနဲ့ကြောက်ရွံ့မှုမြင့်မာတဲ့တုံ့ပြန်မှုတွေဖြစ်နေတယ်လို့သိရပါတယ်ဒါပေငလင်တန်ခံရတဲ့ဒေတာတွေကလူမှုအတန်းဝိုင်းတွေဟာငလင်လောက်ခတ်မှုကြောင့်မပေါက်ကွဲသေးတဲ့လက်လက်အန်ဒီရီနဲ့လည်းရင်ဆိုင်နေရကြောင်းသိရပါဗျ။ဘီအန်ဒီအေစီမံခန့်ခွဲမှုဆိုင်ရာအာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးညှိနှိုင်းရေးစင်တာရဲ့အဆိုအရတနင်္ဂနွေလုံးအတိုင်းအတာအနေနဲ့ဒေသုံသူ3600တန်ရရသူ4800ရှိပြီး142ဦးကတော့ပျောက်ဆုံးနေတဲ့ကြောင်းသိရပါဗျ။ ဧပြီလ17ရက်နေ့မှာကုလသမဂ္ဂနဲ့မိဖက်အဖွဲ့အစည်းတွေဟာငလင်တန်ခံခဲ့ရတဲ့လူတိတ္တမတတန်တန်အရေးပေါ်အကူအညီနဲ့2025လူသားချင်းစာနာမှုလိုအပ်ချက်နဲ့တုံ့ပြန်ရေးစီမံချက်တွေအတွက်ဒေါ်လာ195တန်ထပ်တိုးပေးခဲ့တယ်လို့သိရပါတယ် UN Central Emergency Response Fund ကထောက်ပံ့ပေးတာဖြစ်တဲ့ဒေါ်လာ5တန်းအပြင်ငလင်တုံ့ပြန်ရေးအတွက်နောက်ထပ်ဒေါ်လာ5တန်းကိုလည်းခွဲဝေချတာပေးခဲ့ရလို့သိရပါဗျာ။ ဆဲလိတ်တောက်ချင်းကြောင့်ဂရင်းမှာဘာတွေဖြစ်စီတတ်တယ်လဲ ဆဲလိတ်တောက်ချင်းကြောင့်ဂရင်းမှာဘာတွေဖြစ်စေတတ်လဲဆိုရင်ဆဲလိတ်တောက်သူတွေအများစုကကျမရဲ့အတွက်မကောင်းမှန်းသိလဲတောက်နေစမြဲပဲမဟုတ်လားဆဲလိတ်တောက်ချင်းကကျမရဲ့အပြင်လူနေမှုပတ်ဝန်းကျင်ကိုပါထိခိုက်စေပါတယ်ဆဲလိတ်တောက်ချင်းကြောင့်မိမိခရင်းမှာဘာတွေဖြစ်စေတတ်လဲဆိုရင်အနံဆိုးများနဏီတက်ခြင်းသဖုံးပြဿနာများဖြစ်စေတတ်ခြင်းပါးစပ်ထဲအဖြူရောင်အနာရီဖြစ်နေတတ်ခြင်းသွားများပျက်စီးလာတတ်ခြင်းသွားများဆုံးရှုံးရတတ်ခြင်းသဖုံးသွေးရည်မှု ုဖြစ်တတ်ခြင်းသဖုံးတွင်နာကျင်နေတတ်ခြင်းသွားတွေအယောင်ပြောင်းလာစေခြင်းရာသာခံမှုအားနည်းလာခြင်းအနာကျက်နှီးကွေးစေလာခြင်းသွားနဲ့သဖုံးတွေစီသွေးစီးဆင်းမှုနည်းစေလာခြင်း ခရင်းကင်ဆာဖြစ်စေနိုင်ခြင်းစတဲ့လက္ခဏာတွေကိုဖြစ်စေတတ်ပါတယ်။ဒါကြောင့်ဆေးလေးတောက်ချင်းကြောင့်ခရင်းပြဿနာကိုသက်သာစေဖို့ဆိုရင်သွားကိုပုံမှန်တစ်နေ့နှစ်ကြိမ်တိုက်ပြီးပါ။သွားဖုတ်တန်ကို3လတစ်ကြိမ်ပုံမှန်လဲလှယ်ပြီးပါ။6လတစ်ကြိမ်သွားနဲ့ခရင်းကိုပုံမှန်ဆစ်ဆေးမှုခံယူပြီးပါ။ PK ဝါပြီးပါ။ရေများများတောက်ပြီးပါ။တတ်နိုင်ရင်ဆေးလေးဖြတ်ပြီးပါ။စတဲ့နေ့တွေကခရင်းပြဿနာကိုသက်သာစေနိုင်ပြီးမြေဆေးလေးမတောက်တော့ဘူးဆိုရင်ခရင်းမှာသွေးစီးစင်းမှုက ောင်းစေပြီးအနာဖြစ်ခြင်း၊သွားပြက်စီခြင်း၊အယောင်ပြောင်းခြင်း၊ခရင်အနံဆိုးခြင်းတွေကိုကင်းဝေးစေတဲ့အပြင်ကျန်းမာတဲ့သွားနဲ့ခရင်ကိုပိုင်ဆိုင်စေမှမို့ဆေးလိပ်တောက်ခြင်းကိုတတ်နိုင်သမျှဆေးလိပ်ကိုဖျက်ပါလို့မှားလိုက်ခြင်းပါတယ်။မြစ်နာတရင်ချန်နေရေဒီယိုအစီအစဉ်ကို အပတ်စဉ်တင်လာနေရနေတောက်ကြနေအထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြို့နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။